ဧပြီ26ရက်ကအီရန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့အရေးပါတဲ့စေကန်တစ်ခုမှာအင်အားပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်လေယူသေဆုံးပြီး လူ900ကျော်ထဏ်ရာရသွားခဲ့တယ်လို့အစိုးရပိုင်းမီဒီယာကဖော်ပြခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုချက်ချင်းရှင်းလင်းစွာမသိရသေးပေမဲ့လည်းစိတ်ကန်းရဲ့အကောက်ခွန်ရုံးကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်အရကုန်လောင်ရုံးမှာတူလောင်ထားတဲ့အန္တရာယ်များတဲ့ပစ္စည်းတွေနဲ့ဓာတုဗေဒပစ္စည်းတွေပောက်ကွဲတာကြောင့်မီးလောင်ရတာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။အီရန်နိုင်ငံရဲ့အကြီးဆုံးသောခူတန်းရောင်းဝယ်ရေးစိတ်ကန်းဖြစ်တဲ့ရှာဟက်ရာဂျာအီမှာပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့အစိုးရမီဒီယာကဖော်ပြခဲ့ပါတယ်။ ဒီစိတ်ကန်းဟာတောင်ဘက်ကန်ယူရမ်းမှာရှိတဲ့ဟိုမိုဇန်ပြည်နယ်မှာတည်ရှိပါတယ်။အစိုးရပိုင်ရုပ်တံကထုံးလင်းပြသတဲ့ရုပ်တံမှာဂုံတစ်တာအများအပြားထားရှိတဲ့စိတ်ကန်းကနေမီးခိုးတွေတလိမ့်လိမ့်တက်လာတာကိုမြင်ရပြီးရဟတ်ရင်တွေကမီးတောက်တွေကိုနှိမ့်သက်နေပုံကိုတွေ့မြင်ရပါတယ်။အနည်းဆုံး916ဦးထဏ်ရာရရှိပြီးထဏ်ရာရရှိသူတွေကနေနာမှာရှိတဲ့ဈေးရုံတွေကိုလွှဲပြောင်းပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောဆိုချက်ကိုအစိုးရမီဒီယာကကိုးကားဖော်ပြခဲ့ပါတယ်။မီးလောင်မှုအတွင်း၄ဦးသေဆုံးသွားခဲ့တယ်လို့ကယ်ဆယ်ရေးသမားတွေကအတည်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံသား၃ဦးမပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။